အင်အားပြင်းငလင်လှုပ်ချိန်ဒေါထဝရီမြင့်တရားကြိုးကြမှုမှာပါသွားခဲ့တဲ့သမီးဖြစ်သူကိုဖခင်ပြည်သူတယောက်တည်းရှာဖွေနေပါတယ်။ဒီသတင်းကိုလင်းအိမ်ပေးပို့ထားပါတယ်ရှင်။မက်စလာ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မန္တလေးတိုင်းအင်းဝါမြို့ကဒေါထဝရီမြို့ကူးတရားကြိုးကြခဲ့ပြီးတရားပေါ်ရောက်နေတဲ့သမီးဖြစ်သူမြစ်ထဲကျသွားတာကိုဖခင်ဖြစ်သူကတပတ်ကြာတဲ့အထိရှာဖွေနေသေးပါငလင်လှုပ်ခတ်ချိန်မှာဒေါထဝရီမြို့ကူးတရားပေါ်တာဖနှစ်ယောက်လုံးရောက်ရှိနေတာဖြစ်ပြီး ဆိုင်ရယ်တဲ့ဒူနှစ်အောင်လုံးရေထဲကိုပြုတ်ကျခဲ့တာလို့သူကဆိုပါတယ်။ကျန်တဲ့ချိန်မှာဒီတရားပေါ်လေးရောက်လဲရောက်တော့ငလင်းကစလှုပ်တော့စလှုပ်တော့အဲဟိုဘိန်းပေါက်တယ်မှလို့ဘိန်းကိုလှဲ့ကြည့်တဲ့အချိန်မှာဟိုဘိန်းပေါက်တာမဝင်နေငလင်းလှုပ်တာအဲ့ကြမှာတည်တယ်အဲ့ကြမှာတည်တဲ့အချိန်မှာဒီတရားကိုဖြတ်ပြီးသားဖြစ်နေတော့နောက်လေလှဲ့မရဘူးရှေ့လေလှဲ့မရဘူးဆိုတော့အဲ့ရှေ့ပဲမောင်းလိုက်တော့တရား ဟိုလှုပ်ပုံလုံကြီးကသူများနေနဲ့မတူဘူးဆိုတော့တရားကိုဒီလိုခါပြီးတော့ရမ်းချလိုက်သလိုဖြစ်တော့စက်ကပိုင်းတွင်ကိုတရားပြိုကျသွားတယ်။အဲ့ချိန်မှာကိုလည်းဘာမှမတက်နိုင်တော့ဘူးတော့အနောက်မှာရှိတဲ့သမီးပဲ။အဲသမီးအဖေကိုကင်နာဆိုပြီးတော့ပဲအော်နိုင်ပြီးတော့တရားရဲ့ဟိုပြိုကျတဲ့အချိန်မှာဘေးကိုထိုးပြီးတော့ချပြီးတော့ရေထဲမှာအဲ့လိုပဲပေါ့နော်ကျသွားတော့သမီးရောဆိုင်ကေရောအတူတူကျသွားပြီးတော့မှအပေါ်ပြန်တက်လာတော့ကျတော့ကိုတယောက်တည်းပဲပါပြီးတော့အဲ့မှာသမီးမပါလာတာကိုအဲ့ကြမှာတည်ပြီးတော့သမီးလိုက်ရှာနေတဲ့ ်ဒေါက်တာဝီမြေကူးတရာကြိုးကြတဲ့အချိန်မှာပါသွားခဲ့တဲ့သမီးဖြစ်သူတည်ဆုံးပြီဆိုတာသိပေမဲ့ဖခင်ဖြစ်သူရဲ့စိတ်ထဲမှာတော့သူသမီးအသက်ရှင်နေသေးတယ်လို့ယုံကြည်နေတော့ပါရှာဖွေမှုတပတ်ကြာလာတဲ့အခါမှာတော့သမီးဖြစ်သူရဲ့ယုံလောင်းကိုတွေ့ကျင်နေမျှော်လင့်ချက်နဲ့ရှာဖွေမှုတွေပြုလုပ်နေတာဖြစ်ပြီးလူငါးပြီးလည်းသမီးဖြစ်သူရဲ့ယုံလောင်းကိုမရှာနိုင်ဘူးလို့သူကပြောပါတယ်ကျွန်တော်လည်းကျွန်တော်တမီးဆုံးရှုံးလိုက်ရတာဆိုတော့ခုချိန်ဒီကိုကိုကကိုတမီးရှိသေးရလို့ပဲကိုကထင်တာပေါ့ကို တခြားကဲသေးတွေပါလေဘာတစ်ခုမှမလုပ်ကျွန်တော်တို့ကကျွန်တော်ဘောကျွန်တော်တို့နဲ့ကဲပြီးတော့ကိုပေါကိုရေကုန်သမားအဖွဲကိုပေါကိုငါဟိုတွေ့ရင်2သိန်းခွဲဟိုမတွေ့ရင်2သိန်းခွဲတွေ့ရင်10သိန်းဆိုတဲ့အဲ့လိုလူမျိုးတွေနဲ့ငှားပြီးတော့ကိုပေါကိုကြမ်းဖမ်းပြီးတော့ကိုပေါကိုတို့လည်းဘယ်ကဲသေးကြီးမှလည်းမလာဘူးဘူးမှလည်းမလာဘူးကဲသေးကြီးတွေလာရောက်တာမရှိသလိုလူငါးပြီးချဖို့လည်းအခက်အခဲဖြစ်နေပါတယ်မတ်လ28ရက်နေ့နဲ့တနင်္လာရီလောက်ကမြန်မာနိုင်ငံမန္တလေးမြို့နယ် 16ကီလိုမီတာအကွာကိုဗဟိုပြုပြီးလှုပ်ခတ်သွားခဲ့တဲ့ပင်ယာ9.8 Richter scale ရှိတဲ့ငလင်ကြောင့်ဧပြီလ3ရက်နေ့လယ်တနာရီတိစုစုပေါင်းတည်ဆုံးသူ3885ယောက်ထိခိုက်ဒဏ်ရာရရှိသူ9455ယောက်ပျက်ဆုံးနေသူ919ယောက်နဲ့ကယ်ဆယ်ရရှိသူ493ယောက်ရှိတယ်လို့ DBB Data တင်ရဲ့အောက်ယူစုဆောင်းထားတဲ့စာရင်းတွေအရသိရပါတယ်ကျွန်တော်လင်းပါ